တော်ရှင်တွေအားလုံးတာလီကြပါ Diplomat Media Group DMG ရဲ့2025ခုနှစ်ဧပြီလ21ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ မိုင်းနင်းမိတာကြောင့်တောက်ကုတ်ဒေသခံတရားဒံရပြင်းထန်စွာရရှိတဲ့တဲ့ရင်စောင်းဝင်းနေကြောင့်တန်တွေကစစ်ပေးလျှောက်တွေရခိုင်မြောက်ပိုင်းကိုပျောက်ရွှေ့လာကြတဲ့အခြေအနေငလျင်ကြောင့်အိုးဘိုထောင်မှာနိုင်ချင်းအပါအဝင်အကျဉ်းသား300ကျော်အထိတေဆုံးတန်ရာရတဲ့တဲ့ရင်တွေအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့ရင်တွေကိုလည်းတင်ဆက်ပေးပါမယ်ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်းနဲ့အတူကိုထင်းနိုင်ဦးမဆွန်ညင်းတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့မိုင်းပောက်ခွဲတာကြောင့်တောင်ကုန်းဒေသခံတို့ဒဏ်ရာပြင်းထန်စွာရရှိတဲ့တဲ့တင်ကိုတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်တောင်ကုန်းမြို့ကအမျိုးသားတို့မှမြေမြောက်မိုင်းနီးမိတာကြောင့်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့သိရပါတယ်။ကိုသူရအောင်မှအဖို့တို့နဲ့အတူ April 20ရက်နေ့ညပိုင်းမှာတောင်ပေါ်ကိုတရက်တီးခုဖို့သွားစဉ်ကမိုင်းနီးမိသွားတာကြောင့်ဘေးဖက်ရှိတော့မှဒဏ်ရာပြင်းထန်စွာရရှိသွားပြီးလက်ရှိမှာစီကူတောင်မှုခံယူနေရတယ်လို့သိရပါတယ်။ တောင်ကုတ်ဒေသခံတွေမှာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်တွေကိုရင်ဆိုင်နေရပြီးထိခိုက်ဒေဆုံးမှုတွေလည်းတိုးလာနေပါတယ်ဘီဂရက် ABC ရဲ့တရက်တဲမှာတောင်ကုန်းမြို့နယ်ဖုန်ညိုကျေးရွာနဲ့ပွဲ့ပြေးကျေးရွာကအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့မှမိုင်းနစ်မိတာကြောင့်ခြေတော်တစ်ဖက်စီပြတ်ထွက်သွားခဲ့ကြပါတယ်။ရခိုင်ဒေသအများပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားရတာနဲ့အတူမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်တွေကဒေသခံတွေအတွက်ရှိန်ရှောင်မှုတစ်ခုဖြစ်နေပြီးထိခိုက်ဒေဆုံးမှုမှလည်းလအစဉ်မြင့်တက်လျက်ရှိနေပါတယ်။ စောင်းဝိုင်းနေရဲ့အရှင်နေကြောင်းတန်တဲစစ်ဘေးရှောင်းနေရခိုင်မြောက်ပိုင်းတို့ပြောင်းရှေ့လာကြတဲ့တည်င်းကိုတင်ဆက်ပေးရှင်ပါတယ်။ အလောက်ကင်ရှော့ပါတာစောဝဲနေရဲ့တက်တမှုစတဲ့အထွေထွေအခက်ခဲတွေကြောင့်တန်တွဲမျိုးတွေကစေဘေးချော်တွေမှာရခိုင်မြောက်ပိုင်းဒေသပုံနှင်းချင်းကြောက်တော်ရသေးတော်စတဲ့မျိုးတွေကိုနေရာပြောင်းရှိသူတွေရှိလာပါတယ်။လက်ရှိတန်တွဲမျိုးတွေကစေဘေးချော်တွေမှာစောဝဲနေရဲ့တက်တမှုတန်ကိုမခံနိုင်တဲ့အတွက်နင်းစရာဆွေမျိုးရှိတဲ့ရခိုင်ပြည်မြောက်ပိုင်းကမျိုးတွေကိုပြောင်းရှိသူတွေရှိနေပြီးလူရဲ့ရာနဲ့ရှိရှိတယ်လို့သိရပါတယ်။ ။တင်တွဲမျိုးနယ်ကို2024ခုနှစ်တင်မာလာမှာအာရခတ်တက်တော်ရဲ့ကသင်ပိုက်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကွန်စီနေပြည်တော်ဟာပင်လယ်ပြင်ထဲမှာရှိနေတာကြောင့်ဒေသခံတွေအတေကလုံငယ်ဖြစ်တဲ့ငေါဖန်လုံငယ်ဟာပြန်လည်မလေပဲနိုင်သေးဘူးလို့သိရပါတယ်။ အချမ်းအလုတ်ကင်တဲ့ဟာလဲစောပါတာကြောင့်ဆော်ဝဲနေရဲ့ဟာဒီနေ့ထက်ဒီနေ့ပိုဆိုးလာတယ်လို့ပြောဆိုကြပါတယ်အဲ့ဒီလိုပဲစီပီးချောင်းတွေမှာကုင္ရင်ထောက်ပံ့မှုအာနေတာဒေသခံအရက်ဖတ်ဖြစ်စေတဲ့ကလည်းအလူရှင်အာနေပွားတာတွေကြောင့်ထင်တလောက်ထောက်ပံ့မရနိုင်ပဲစီပီးချောင်းတွေမှာဆန်ရဲခါပြည့်လဲမှုနဲ့မကြာခဏကြုံတွေ့နေရပါတယ် လက်ရှိဒေသခံအရှုဟာတန်တဲမျိုးသေးကိုဝင်ရောက်နေထိုင်ကြပေမဲ့ငပလီမျိုးခံတွေဟာနေရမပြောင်းနိုင်သေးဘူးလို့သိရပါတယ်။တန်တဲမျိုးတွေကစစ်ဘေးရှောင်နှသုံးကျော်ဟာနေရပြောင်းနိုင်ရခက်ခဲစင်ခေါ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဆက်လက်ပြီးတော့ ငလျင်ကြောင့်အိုးဘို့ထောင်မှာနိုင်ချင်းအပါအဝင်အကျဉ်းသား300ကျော်ထိထိခိုက်ဒေဆုံးတန်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းဘဟုဘျူးအင်အားကြီးငလျင်ကြောင့်မန္တလေးအိုးဘို့ထောင်အတွင်အဆောင်အုံတွေပြိုကျမှုအတွင်မှာနိုင်ချင်းအပါအဝင်အကျဉ်းသားထိခိုက်ဒေဆုံးသူ300ကျော်အထိရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေတဲ့အဖွဲ့ခုနှစ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရဲ့ PPNM အပါအဝင် အဖွဲ့9ခုရဲ့အချက်လက်တွေအရငလျင်ကျောက်တန်ရာရရှိသူ280ကျော်နဲ့နိုင်ငံရေးအကြိမ်သားများအပါအဝင်30ဦးထဲမှနေသေးဆုံးကမြေပြင်မှာအခုတည်းပိုများနိုင်တယ်လို့အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။အိုးဘထောင်အတွင်းအကြိမ်သားတွေဟာငလျင်တန်ကိုဆိုးရွားစွာခံစားခဲ့ရပေမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမရတဲ့အပြင်စစ်ကောက်စီကထောက်တွင်းအခြေအနေတွေကိုတည်င်းအမှောက်ရှာထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာထိခိုက်တံရရရှိထားတဲ့အကျဉ်းသားတွေဟာစေဝါကူတမလုံလုံလောက်လောက်မရရှိပဲပြိုကျအဆောက်အအုံအတွင်းမှာအတင်းအကျပ်နေထိုင်ခိုင်းကမနာခံသူတွေကိုတာယာဝတီထောက်ဖို့ပြောင်းရွှေ့မယ်လို့ဆိုပြီးဖိနှိပ်ချင်းချောင်းမှုတွေရှိတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ငလျင်ကြီးနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုတွေရှိနေတာကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေရဲ့အကျဉ်းထောက်အတွင်းနေထိုင်မှုဟာအရှိန်မရွေးတည်ဆုံးနိုင်ခြေရှိတဲ့အတွက်အကျဉ်းသားတွေမှာအသက်အန္တရာယ်စိုးရိမ်မှုတွေအာဏာပိုင်တွေရဲ့ချင်းချောက်ခံရမှုတွေကြောင့်မှနေထိုင်နေကြရတယ်လို့နိုင်ငံ င်းအကျဉ်းသားအရေးဆောင်ရွက်သူတွေကဆိုပါတယ်ရှင်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။အေးအေးတန်တရားနဲ့အကျဉ်းကျနေသူ73ဦးကြောက်ပြူထောင်ကလွတ်မြောက်လာတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။အရကတက်တော်နဲ့ဆက်ဆက်တယ်ဆိုတဲ့တန်တရားနဲ့ကြောက်ဖြူအချင်းထောင်မှာထောင်တန်းရှမှတ်ခံရတဲ့သူတွေထက73ဦးမှာစစ်ကောင်စီရဲ့လက်ညှင်းချမ်းသာခွင့်အမိန့်နဲ့ဧပြီလ18ရက်နေ့ကလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီကလွတ်ပစ်ခဲ့တဲ့အကျဉ်းသား4893ဦးထဲမှာကြောက်ပြူအကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသား73ဦးလွတ်မြောက်လာတာဖြစ်ပါတယ်။ DMG ကစွန်စန်းချက်အရလွမြောက်လာသူတွေမှာကန်ဒီကျာကဥတင်လင်းမောင်မျိုးဝင်းမောင်ဝင်းအောင် မောင်ကျော်မောင်ကျော်မင်းထွန်းတို့ဖြစ်ပြီးတခြားအမိတွေကိုတော့ဆက်လက်စွန်စန်းနေဆဲဖြစ်ပါတယ်ကန်ဒီကျာသားတွေဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ23ရက်နေ့ကကျေးရွာပုံကြီးကျောင်းအတွင်းမှာကျောင်းဝေယဝေစားလုပ်နေစဉ် စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးပြီးထောင်ဒဏ်ချလိုက်တာပဲဖြစ်ပါတယ်။ခုလိုလွတ်မြောက်လာသူတွေဟာထောင်ဒဏ်တစ်နှစ်အောင်ချမှတ်ခံရတဲ့သူတွေနဲ့လွတ်ရဲစစ်ခါနီးနေသူတွေဖြစ်ကြပြီးနှိရှေထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေကတော့ထောင်ထဲမှာကျန်နေသေးတယ်လို့သိရပါတယ်။ DMG ရဲ့အချက်အလက်တွေအရ2023နိုဘင်ဘာကစခဲ့တဲ့ရခိုင်တိုက်ပွဲအတွင်းမှာအရခတက်တုံနဲ့ပသက်ဆက်နေတယ်လို့ဆိုပြီးကြောက်ဖြူဒေသခံ60ဦးထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးပြီးအချင်းထောင်ရေစကန်စစ်ကြိုးရေးစခန်းတွေမှာရှောင်နှောင်ထားပါတယ်။ ။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။အဲ့ဒီသတင်းကတော့ပေါ်ဟမ်မင်းကြီးဖရန်စစ်ကွင်လွန်တဲ့အကြောင်းပဲဖြစ်ပါတယ်။ပေါ်ရဟမင်းကြီးဖရန်စစ်ဟာဒီကနေ့ဧပြီလ27ရက်နေ့မနေ့ပိုင်း9:35မိနစ်မှာရုမမျိုးကဘာတီကန်နန်းတို့မှာကွင်လွန်သွားခဲ့ပါတယ်။အသက်88နှစ်အရွယ် ရဟမင်းကြီးဟာပြီးခဲ့တဲ့လပိုက်ကဆေးရုံတက် ကုသမုံခံယူခဲ့ပြီးနောက်ဘာတီကန်နန်းတော်မှာပဲနှစ်လလောက်နားနားနေနေနေဖို့ဆရာဝန်တွေကအကြံပြုခဲ့တဲ့နောက်မှာအခုလိုကွေလွန်သွားခဲ့တာလေးဖြစ်ပါတယ်။ပေါ်ရဟမင်းကြီးဟာအဆုတ်ရောင်နမိုနီးယားရောဂါဖြစ်ခဲ့ပြီးဒီအတိုးအတွင်းမှာအသက်အန္တရာယ်ဆိုးရင်ရတဲ့အထိအရေးပေါ်အခြေအနေနှစ်ကြိမ်ကြုံခဲ့ရတယ်လို့ရဟမင်းကြီးကိုကုသပေးနေတဲ့ဆရာဝန်အဖွဲ့တွေထဲကဆရာဝန်တအူးကပြောပါတယ်။ ပိုရဟန်မင်းကြီးဖရန်စစ်ဟာကက်သလစ်သာသနာခေါင်းဆောင်အဖြစ်တာဝန်ယူတာ၁၂နှစ်ထင်းဝင်လာပြီဖြစ်ပါတယ်။ရဟန်မင်းကြီးဟာအသက်၂၀နှစ်အရွယ်မှာအဆုတ်ရဲ့အစေအပိုင်းတချို့ကို ဖေရှားကုသခဲ့တာကြောင့်ကုဆတ်ယောဂါတန်ကိုခံစားရမှုဖြစ်စေခဲ့တယ်လို့ဆရာဝန်တွေကကောက်ရှက်ရှာပြီးပြောဆိုထားပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှိနှိုင်းလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMP သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည8:00နာရီအချိန် DMP ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud တို့ကမှ DMP Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကို 接着我们来一点马来西亚。